မင်္ဂလာပါဒီနေ့မှာတော့ကျမတို့သင်တန်းအကြောင်းမှာရန်လာနာတွေအတွက်ဖွင့်လှစ်ထားတဲ့အတန်းအမျိုးအစားသုံးမျိုးအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဆိုတော့ပထမဦးဆုံးကကျမတို့เนาะအဲဒီ general force case ရှိရပေါ့เนาะ general force case ဆိုတာအာ Cambridge exam နေမဖြေဘဲနဲ့သီးသန့် English ကိုပဲ level မြင့်သွားခြင်းနဲ့ဆိုလို့ရှိရင်เนาะအတက်ရတဲ့အတန်းလေးပေါ့เนาะဆိုတော့သူကတော့အသက်အာ9နှစ်လောက်ကနေစပြီးတော့တက်လို့ရတယ်။ ဆိုတော့အဲ့မှာဟလာ4 scale လုံးပါတယ် grammar ဘိုင်းလေးပါတယ်သိရမယ် vocab တွေပါမယ်အဲဒါလေးသွားပြီးတယ်အတန်ပေါ့နော်သူကတော့ general 4 scale ပေါ့ဒါကကြတော့ကျမတို့တွေငယ်ငယ်တုန်းကလည်းမိဘတွေကဟလာအစိုးရကြောင်းထားတာပဲဖြစ်ဖြစ်အ international school ထားတာပဲဖြစ်ဖြစ်မြန်မာပဲထားထားတနေ့ကို sorry တပတ်ကိုအချိန်3ရက်လောက်ပေးရုံနဲ့ကျမတို့မှာဟလာ english ကို clean နဲ့ explore ဖြစ်အောင်ဟလာ speaking ပြောတဲ့အပိုင်းလေးတွေဟလာ ပြီးရခါကျရင် vocab နဲ့ပတ်သက်တာလေးတွေဒါတွေကိုကျမတို့ကအဓိကသွားပေးရပါတော့เนาะဆိုတော့ဒါက general force skill class ပေါ့เนาะဒီဟာနဲ့ပတ်သက်ပြီးတော့လဲကျမတို့ရဲ့ page မှာ video တင်ထားလေးရှိတယ်ဝင်ကြည့်လို့ရရပေါ့เนาะနောက်တစ်ခုကကျတော့ Cambridge English courses တွေ the cambridge exam တွေကိုဖြေမဲ့လို့ရည်ရထားတယ်ဆိုလို့ရှိရင် starter mover flyers kgb uh, fcaca ပေါ့เนาะစသဖြင့်ဒီလိုမျိုးအတန်းတွေရှိတယ် ဖြေဖို့ရည်ရွယ်ထားတယ်ဒါပေမဲ့ level တိုင်းမဖြေဘူးပေါ့နော်ဥပမာ starter mover flyer ကိုမဖြေဘူး KD လောက်မှစဖြေမယ်ဆိုရင်လေသူ့ရဲ့ဟလာအထိကိုယ်ကလေးရဲ့အသက်ပေါ့နော်အ6နှစ်ကနေစပြီးတော့မှတက်လို့ရသွားမယ်ဟလာဒီ Cambridge course တွေ level လိုက်ဖြေလို့ရတယ်အဲ့တော့ဒါလေးတော့ level test ဖြေပြီးတော့မှကိုယ်ကလေးနဲ့အာကိုက်ညီမဲ့ဒီ Cambridge exam တွေစာမွေးဖြေဖို့အတွက် preparation တန်းလေးတက်လို့ရတယ်ပေါ့နော်ဆိုတော့ ဈာမွေးဖြည့်ဖြစ်တယ်မဖြည့်ဖြစ်တာတဲ့ဖြည့်ဖြစ်တဲ့ဖြည့်ခြင်းနဲ့အတန်းရောက်မှဖြည့်လဲရတယ်သူအချိန်လိုက်သူသတ်မှတ်ထားတဲ့အချိန်လိုက်အာဖြည့်သွားမယ်ပြီးတဲ့ခါဈာမွေးလေးရှိမယ်အဒါမျိုးလေးနေသွားမယ်ပေါ့နော်ဆိုတော့ဒါကတော့ Cambridge English courses တွေပေါ့နော်နောက်တစ်ခုကကျတော့ phonics နောက်အတန်ထွက်ပေါ့နော်အတန်ထွက်အားနည်းတဲ့ကလေးတွေအတွက်ကိုအသက်9နှစ် ABCD ရေးတက်ပြီဆိုတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်တို့ train လို့ရမယ်9နှစ်ကျော်ကနေစပြီးတော့သင်ယူလို့ရတယ် phonics class တွေလည်းရှိတယ်တချို့ကျောင်းသားတွေက general force skin နဲ့ phonics ကိုတွဲသင်တာလည်းရှိရယ်တချို့တွေက general chemistry english နဲ့ phonics ကိုတွဲသင်တာရှိရယ်ပေါ့နော် phonics ကတော့မဖြစ်မနေသင်ထားရမယ်အတန်းထဲမှာပါတယ်ကလေးတွေအတွက်ပေါ့နော်အဲ့တော့အတန်းအားဖြင့်ဆိုရင်ကျမတို့စီမှာအဲ့အသက်9နှစ်ကျော်ကနေစပြီးတော့မှတက်လို့ရမယ်အထိအတန်းလေးတွေ အာရှိနေပါတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာသင်တန်းကြီးတွေကြာချိန်နေနောက်ထပ်ဗီဒီယိုတွေမှာဘယ်သင်တန်းတက်ရင်ဘယ်လို benefits ရမယ်ဆိုတဲ့အကြောင်းတွေအဲတခြားပေါ့နော်ကွဲပြားတဲ့သင်သင်ခန်းစာအကြောင်းတွေကိုလည်းအသေးစိတ်ဗီဒီယိုလေးလုပ်ပေးသွားပါမယ်